家想长得一大道，那陪我来，早晨嘛，忙那个去的。 တို့အညာနွားဆိုတော့အာကြီးကိုတနာဖို့ကောင်းတာဗျ။ရရဲလေးလောက်ရတယ်။ရေစီလေးတိုက်ရတယ်။ဤဆုံးလေးကျိတ်ရတယ်။ပိုပစ္စည်းလေးတဲ့ရ။ပိုနာနီနာသွားတော့လဲလဲဆွေရနဲ့။ဒင်းတို့ခင်ဗျာနားရတယ်လို့မရှိရှာတာဗျ။တို့ကဂေယူဆိုင်ပါမှအစမမှန်ကျွေးရင်မမှန်တိုက်ရေချိုးချိန်ချိုးပေးနေထိုင်မကောင်းတော့လဲတေးလီဝါလေးဂေယူဆိုင်တိုက်ပြရတာပေါ့ဗျာ။အကျုပ်ကတော့အဘနွားကြီးကိုသူ့ဂေယူဆိုင်ရတာဗျ။ စာရေးစာမှန်မှန်တိုက်ကျွေးနေတော့နွားကြီးတွေကဩဝါပြေပြေဖြစ်နေရပါဗျာအခုလဲနွားစာကျွေးပြီးလို့နွားတကုတ်ရှိကတရရတုံးပေါ်ထားပြီးဈေးလေးကလေးဖွာနေရဗျာတာတင်မြို့ကြောင်နေတော့ဈေးလေးရဲ့စိုးကျိုးတွေတင်ခဲ့ရပါတယ်ဒါပေမဲ့မောနေတဲ့အချိန်မှာဈေးလေးလေးဖွာလိုက်ရရင်အမောပြေသွားတာဗျတာတင်အဲ့ရှိမှာဆန်စီလုံရောက်နေတယ်ဆရာတော်လှုပ်လိုက်တာထင်းနေလာထွက်လိုက်အောင်အဲအမေက အရှိဗီဒီဘောက်ကခေါင်းပြူပြီးကျုပ်ကိုအော်ပြောတယ်။အဖကဒေါက်တာဝမ်ကအကြီးမဲ့ကျင်းကိုဝမ်းကိုသွားလို့ဗျ။ကျန်စီလုံးဆိုတာကတော့ပုပ်ပိုင်အောင်ချောင်းကအကြောင်းသားလေးဗျ။လူလေးကတေးတေးညံ့ညံ့ကလေးမို့သူ့ကိုစံစီလုံးလို့ခေါ်ကြတာဗျ။ကျန်စီလုံးဆိုတဲ့ကောင်ကလူကောင်ကတေးတေးမျက်လုံးကပြပြအဆက်ကပြည့်ပြည့်ကြ။ဒါပေမဲ့လှုပ်လှင်တဲ့ကောင်ပါဗျာ။ဆရာတော်ဥက္ကဏရဲ့လက်ဆွဲပေါ့။ဆရာတော်အလိုက်ထိုက်ကိုတွတ်တည်ရဗျ။အာကြီးလူကင်းပါတဲ့ကောင်။တုတ်က အေးလေးပြတ်ပတ်ပြီးအေးရှိဘောက်ကနေအိမ်မောတက်လိုက်တယ်။ကိုကြီးတားလေးဘာတွေလုပ်နေရတော့ဗျ။ဟောတွေ့လား။အဲ့ဒီလိုကောင်းဗျ။နှုတ်ဆရှာစားကလည်းတော့ပါဗျာ။ဒီကောင်လေးကိုကျုပ်တို့ရွာသားတွေကအားကြီးချစ်ကြတာ။တန်းစီလိုဘာလာလုပ်တာတော့ကျုပ်ကပြုံးပြပြီးမေးလိုက်တယ်။တန်းစီလိုကမျက်လုံးပြူးပြူးကြီးတွေနဲ့ကျုပ်ကိုကြည့်ပြီး ဆရာတော့ကိုကြီးတာတွေကိုခေါ်ခိုင်းလို့ဗျ။ဟေးဟုတ်လားကွာစမ်းနေလို့ကဘယ်တော့လာခဲ့ရမှာလဲတော့အခုလာခဲ့ရမှာလေဗျ။ဟေးအခုဟုတ်လားမင်းဆရာတော့ဘာရင်းများအရေးပေါ်လို့တော့ကွာအဲ့တဲ့ရောက်နေလို့ဗျ။ဆရာတော့ရဲ့ညီနဲ့တူးလို့ပြောတာပဲ။ဘယ်ရလာတာလဲတော့ကြောက်လည်းမသိဘူး။ ừm ဆရာတော့ညီဆိုတော့ကိုတခါလာတဲ့အရက်ပုပုနဲ့ရောင်နှုတ်လိုက်လို့လား။အာအဲ့ဒါ ဘိုးလူနေပါအခုလာတဲ့ဘိုးတော်ကတခါမှမလာဘူးဗျဒေါင်လုံးနဲ့မဟုတ်ဘူးဟောအေးဒါဆိုရင်ဝမ်းဝဲကြီးဖြစ်လိုက်မယ်ကဲမိကျန်နဲ့မနောက်ကလိုက်ခဲ့မယ်အာမဖြစ်ဘူးဗျဆရာတော်ကဘိုးကြီးတာတွေကိုတပါးလေးခေါ်ခဲ့လို့မှားလိုက်တာဟေးအေးဒါဆိုရင်တော့ခလန့်ဆောင်ကွာအစိုးလေးအင်ကြီးလေးလဲလိုက်အောင်မယ်ကျုပ်ကကျုပ်ခန်းထဲဝင်ပြီးအစိုးနဲ့အင်ကြီးလဲလိုက်တယ်ကဲ ဆန်စီတော်ရင်သွားကြမယ်။ဝေးပြုတ်ကိုဆရာတော်ခေါ်လို့ကျောင်းလိုက်သွားလိုက်အောင်မယ်နော်။အေးအေးလိုက်တော့လိုက်တော့ပေးစားရှိလို့နေမှာပေါ့။ဒါနဲ့ပုပ္ပယုံကျောင်းရောက်တော့ပန်းချုံတွေကြအုံလန်းကြလေးအတိုင်းဝင်လာခဲ့။ကျွန်တော် ဆရာတော်သတင်းတုံးနေတဲ့တစ်ထက်တိုက်ចောင်းကြီးရဲ့ဝင်လိုက်တယ်။ဆရာတော်ကចောင်းကြီးရဲ့အပေါ်ထက်မှာဗျ။ပုံလုံးတန်ကြီးတွေနဲ့ပြောင်ပြောင်လက်လက်လည်းရန်ကြီးတွေတက်ထားတဲ့ဧကရေတိုင်းចောင်းကြီးအပေါ်ထက်ကိုကျုပ်တက်လာခဲ့။တရားခန်းမှာထိုင်နေတဲ့ဆရာတော်ကိုကျုပ်လှမ်းနေတယ်။ဆရာတော်ရှိမှလူမြောက်ဗျ။ကျုံကျုံလေးတွေထိုင်နေရတယ်။တယောက်ကအသက်60လောက်ရှိပြီ။တယောက်ကအသက်40လောက်ရှိမယ်။ဆရာတော်ရောဧည့်သည်နှစ်ယောက်စလုံးကရောကျုပ်ကိုလှည့်ကြည့်ကြတယ်။ 中,中三年三弟龙啊，C R O 会批来家嘞？哎，哎就给我嘞毛大嘞呗，给、哎、三弟龙，没多少儿了呗，这么啊，伢母就多毛，明叫么家啊。